ရုဏာဆိုသည်သနာခြင်းနဲ့ရှင်သောစိတ်သတ္တဝါတွေကြည့်တော့သနာစရာကြီးတယ်အတိကြီးတယ်သူကြည့်လဲသနာစရာပဲငါကြည့်လဲသနာစရာပဲသနာစရာမြင်ကွင်းကိုကြည့်တတ်လို့ရှိရင် အာလုံးသနာစရာကြီးတယ်ပဲဘယ်ပုံစံနဲ့ကြည့်ကြည့်သနာစရာပဲအလွယ်ဆုံးနည်းတစ်ခုပြောမယ်သူလဲဒီနေ့ကြလို့ရှိရင်အိုနာသေးရဲ့ဒုက္ခပဲပြီးလို့မလို့ဘူး တဏှာစီရပဲသံတရာကြီးတဲ့ရှင်လေးနေရတာငါလဲအိုနာတိဘေးဒုက္ခရေဒုက္ခဘေးကတော့ပြေးလို့မလွတ်ဘူးတဏှာစီရအတိပြေးတယ်ဆိုပါတော့ဥပမာကိုယ်လာရန်ရှာနေတော့သူတယောက်ရန်ရှာနေတော့သူတယောက်ဒီနည်းအားဖြင့်ကိုယ်ကိုအမှုဆင်ပြီးတော့စိတ်မချမ်းသာအောင်လုပ်နေတော့သူတယောက်တွေးကြုံရတယ်ဆိုပါတော့အဲ့ဒီလူကိုမေတ္တာပို့လို့မဆူးရှာခြင်းဘူး ုထုရှင်တို့စိတ်ထဲကဒေါသတွေခံနေတယ်။အဲ့လိုလူကြတော့ကရုဏာနဲ့လာရတယ်။မှတ်ထားကြနော်။ဒီနေရာမှာတိချတောင်ဥတီလောကရေသောပန်ကြီးတဝေဒနိယဒီပနီကျမှာတော့သတ္တဝါတူကိုမေတ္တာပို့မရတော့ရင်ကရုဏာပို့လို့မရဘူးလို့ရေးထားတယ်မဟုတ်ပါဘူး။ဘုန်းကြီးလက်တွေ့ကြတော့မေတ္တာပို့မရတော့သူကိုကရုဏာနဲ့ပို့လို့ရတယ်။သို့တော့နောက်ခံရင်တော့ချားလိမ့်မယ် ဘုန်းကြီးတို့စိတ်ကကရုဏာစိတ်အလွန်အားကောင်းတယ်။ဘဝဆက်ဆက်ကိုကကရုဏာစိတ်ဓာတ်ခံပါလေအောင်တို့တယ်။သနာချင်းကရုဏာစိတ်ကသူများနဲ့ဖြစ်မြက်တယ်။ဖြစ်မြက်တော့ကြောင့်ဘုန်းကြီးကမေတ္တာကရုဏာဖြန့်ပွားရမှာသူများနဲ့သင်္ငန်းများများအောင်မြင်တယ်။သနာချင်းကရုဏာနဲ့ကြည့်လို့ရှိရင်တတ္တဝါတွေသနာစရာကြီးတယ်ပဲ။ဘယ်အရာမျိုးဆိုကုန်သနာကြီးရတွေ့ရလိမ့်မယ်။ပထမတော့သနာစရာပုဂ္ဂိုလ်ကိုကြည့်ရမယ်။အလေးအထားမရှိတော့သူ အဲ့ဒီကနေပြီးတော့တဖြည်းဖြည်းနဲ့တိုးချက်တိုးချက်လာရမယ်တိုးချက်လာတဲ့ခါကျတော့အလုံးကိုပတ်ဝန်းကျင်မြင်သည်မလူအလုံးလည်းသနာစရာပဲနတ်တွေလည်းသနာစရာပဲနွားတွေကျွဲတွေသနာစရာကြက်တွေငှက်တွေဝက်တွေသနာစရာအလုံးသနာစရာကြီးတဲ့မြင်လာလိမ့်မယ်နေတဲ့သွားနေတဲ့ရေသတ္တဝါတွေဒီကောင်တို့ကစလို့သနာစရာတွေမဖြစ်ပင်ပဲနဲ့ဖြစ်ပြီးတော့သူတို့ရဲ့ဒေါသမာနစိတ်ကိုမထိန်းချရှာတော့ရောက် ီလိုရုပ်ရုံညာညာတတ္တဝါတွေဖြစ်နေရတာပဲဆိုတာအမြင်မှန်းနဲ့ကြည့်တဲ့ခါကျတော့တကယ်သနာချင်းဆိုရက်ကရုဏာစေရနာတွေဖြစ်ပေါ်လာတာတွေ့ရလိမ့်မယ်အဲ့ဒီကရုဏာစေရနာကိုဖြစ်ပေါ်လာတော့ကမွေးမွေးစားထားရမယ်မွေးမြူထားရမယ်ထိမ့်သိမ့်ထားရမယ်ကရုဏာစေရနာထိမ့်သိမ့်တတ်လာလို့ရှိရင်မကြခင်ကရုဏာရှင်ဖြစ်လိမ့်မယ်ကရုဏာရှင်ဖြစ်လာတော့သူဒီ အခြေအနေအကုန်လုံးမြင့်မြတ်လာလိမ့်မယ်။မြင့်မြတ်လာပုံကိုကိုယ့်ဘာကိုပြန်သိတယ်။သူများကတော့မပြောနဲ့တော့ကိုယ့်ဘာကိုအလုံးလုံးသိတယ်။ကိုယ့်ဘာကိုသိုံနဲ့မကဘူး။နတ်တွေကသိတယ်။နတ်တွေကသိတော့နတ်တွေကစောင့်ရှောက်တယ်။မေတ္တာလည်းဒီတိုင်းပဲကရုဏာလည်းဒီတိုင်းပဲ။မေတ္တာနဲ့ကရုဏာနှစ်ပါးကိုထုံးနေတော့သို့မဟုတ်ဖြန့်ကျင်၍ဤနေအောင်ဖြန့်ကျက်တတ်သောသူကိုလူကမသိတယ်၊နတ်တွေကအရင်သိတယ်။ နတ်တွေကစောင့်ရှောက်တယ်။နတ်တွေကစောင့်ရှောက်သောကြောင့်နတ်တွေကကိုငြိတတ်တယ်။ဥပမာတစ်ခုပြောမယ်။တရားနဲ့ကျင့်နေတော့ပုဂ္ဂိုလ်တစ်ပါးယဟန်ပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်တစ်ပါးဒီတော်ရဲနဲ့သွားယူတရားနဲ့ကျင့်နေတယ်။သူပုဂ္ဂိုလ်ဒီမေတ္တာကရုဏာဒီမဲ့သောတရားကို ပွားများနေတယ်။ဆိုတော့ပွားများလာတဲ့ပဲ။ နတ်တွေကိုတောတောင်နဲ့နေတဲ့ပုဂ္ဂိုလ်ကနတ်တွေကိုအရင်မတ်တာပွားတယ်။နတ်တွေကိုအရင်ကရုဏာပွားရတယ်။အဲဒီလိုပွားတော့နတ်တွေကပိုသိတယ်။သူတို့လည်းစိတ်ချမ်းသာတွေတိုးတက်လာတယ်၊စိတ်ချမ်းသာမှုတွေဖြစ်လာတယ်။အချင်းချင်းမနာလိုဝန်တိုစိတ်တွေလည်းပပျောက်သွားတယ်။အဲဒီတော့နတ်တွေကပိုပြီးတော့သူတို့ကိုချစ်ခင်လာတယ်။ချစ်ခင်လာတော့နတ်တွေကဒီသူကိုစောင့်ရှောက်လာတတ်တယ်။တကယ်တရားထုံသောပုဂ္ဂိုလ်ကြီးတွေဟာထိုပုဂ္ဂိုလ်ကြီးတောတဲ့နယ်တရားထိုင်နေတော့လေ မျိုးထဲမှာလည်းတခါတည်းရန်တွေ့ရတတ်တယ်။ညာကျန်းကလည်းဒီနေရာတွေ့ရတတ်တယ်။မဖြစ်ဝင်သောနေရာမှာလည်းထိုပုဂ္ဂိုလ်ရရဲ့ပုံစံတန်အဟံတိုင်းပဲဘယ်နေရာမှာမတည်အောင်တွေ့ရတတ်တယ်။အဲ့ဒါနာမည်ကကျင်ညိုသောရောက်သူဤအသွင်သဏ္ဍာန်ဆောင်၍ပြခြင်းဖြစ်တယ်။ဒီနေရာမှာတံပရာယနာသရဏဂုံဆိုတာမှလည်းဒီနေရာလာတယ်။သို့တော့တံပရာယနာသရဏဂုံကိုပြောလို့ရင်းဖို့ နမယံကမေတ္တာကရုဏာသူတို့ဘောပြန့်နှံ့တော်ရောက်ခိုးပုဂ္ဂိုလ်ရှင်ညို၍ကိုင်ကြီးဓာတ်ပုံလွဲဘုံလက်တွေ့ကြဘုံကိုပြောလို့ရင်းဖြစ်တယ်ဥပမာပြောမယ်ရှေးခါတုန်းကမန္တိဆရာတော်ဖျားကြီးမန္တိဆရာတော်ဖျားကြီး ကမ္မထမ်းထိုင်နေတဲ့အခါဖျားကောင်းနန်းတဲ့မှာလေမန္တိဆရာတော်ကြီးစိတ်ညာချောင်းနဲ့မြင်ခဲ့တယ် ဟိုကြောင်းထဲမှာလေမန္တိဆရာတော်ကြီးမြင်ခဲ့တယ်။ဖယားရှိမှာလဲမန္တိဆရာတော်ကြီးရှားထိုင်လာမြင်ခဲ့တယ်။ထိုသူကမန္တိဆရာတော်ကြီးဟိုတွေ့ဒီတွေ့တွေ့ပါလေလို့သူ့အိမ်ပြန်သွားတော့လဲသူ့အိမ်ရဲ့ဧကန်းထဲမှာမန္တိဆရာတော်ကြီးတွေ့ရပြန်သေးတယ်။မယုံနဲ့အောင်ဖြစ်နေတော့ဘယ်နာပါလိမ့်မလဲလို့ဒါနဲ့အခြေအနေကိုစောင့်ကြည့်ကြည်ရမတတ်နေပြီးတော့မှသူအိမ်ထဲရှိတော့မန္လီဆရာတော်ဘယ်လိုအပြုမူရှိတယ်လဲလို့စောင့်ကြည့်အောင်မယ်လို့ကြည့်ရော တကယ်ရေးချာကြည့်တော့ကြေးမှတာပျောက်သွားတယ်ပျောက်သွားပြီးတဲ့ခါကျမှတခါစောင်းနှန်းနဲ့တင်းညာရှောက်နေတော့မန္တလေးကျသွားကြည့်တော့အဲ့ဒီမှလည်းမတွေ့ပြန်ဘူးနောက်သူကျောင်းထဲမှာထိုင်လာကြည့်မတွေ့ပြန်ဘူးနောက်မှဘုရားရှိမှတရားထိုင်တဲ့နေရာအဲ့ဒါကမိုးသေးဘူးအဲ့ဒီနေရာကျမှတင်းနေရာတဲ့တွေ့နောက်ကျမှရင်းနေရာတောင်မှသူ့ပုံစံပေါ်နေတယ်အဲ့ဒါကတံပရာယနာ ရဏဂုံတို့ရဲ့သဘာဝသူ့ကိုကြီးညိုသောနတ်မြန်ကခံဆောင်ရင်းလည်းဖြစ်တယ်။သို့မဟုတ်အခြားသောနတ်မြန်ကကြီးညိုသောကြောင့်သူရဲ့ဟံပံလုတ်ပြခြင်းလည်းဖြစ်တယ်လို့ဆိုတယ်။အတိအကျတော့မပြောနိုင်ပါဘူး။အခုပြောလို့ရင်းကမေတ္တာနဲ့ကရုဏာကိုပြောနေခြင်းဖြစ်တယ်။မေတ္တာပွားနေပြီးသိပြီ၊ကရုဏာပွားနေသိပြီနော်။ ကရုဏာပွားနည်းညတ်တွေကိုပွားတဲ့အခါကျတော့ကရုဏာပွားနည်းကဒုက္ခမုတ်ဆန်းတို့နဲ့လာရတယ်။တပိဈေဝခတ်သိမ်းလို့ညတ်တို့ဒီဒုက္ခဆင်းရဲပေါင်းမှာမုတ်ဆန်းတို့လွတ်ကြပါစေကုန်သတည်းခုနမေတ္တာတော်ကတော့အဝေဒာဟွန်းတို့အပ္ပယပစ္စာဟွန်းတို့အနေဃာဟွန်းတို့ဒုက္ခအတ္တနံပရိဟရန်တို့လေးမျိုးလာတယ်မေတ္တာကမေတ္တာလေးပါးခေါ်တယ်။ကရုဏာကြတော့လေးမျိုးမလာပါဘူးတစ်မျိုးပဲရှိတယ်။ သဗ္ဗေဒေဝဒုက္ခမောဇ္ဇတုနမများလို့ဆင်းရဲမှာကျင်လို့ကြပါစေသဗ္ဗေမနုဿဒုက္ခမောဇ္ဇတုနာအားလို့ဟိုဒီရတဲ့လူအားလို့ဆင်းရဲမှာကျင်လို့ကြပါစေဒုက္ခမောဇ္ဇတုမျိုးပဲလာတယ်ဆင်းရဲမှာကျင်လို့ကြပါစေဘာဆင်းရဲမျိုးဆိုစိတ်ဆင်းရဲကိုဆင်းရဲအကုန်လုံးကျင်လို့ပါစေစေရဏအဓိကကမနောကစေရဏမေတ္တာကရုဏာမုဒိတာ ပွားများခြင်းစေရင်းပြေနာတိကဖြစ်တယ်။ပွားတတ်ကြပါမလား။ဘုန်းကြီးရှိကဆိုပေးမယ်နမူနာ။သဗ္ဗေဒေဝာဒုက္ခမုစံတုသောနာလုံး ဆင်းရဲမှာဆင်းရဲမှာကျော့ကြပါဈေးကုန်တည်းနာအားလုံးဆင်းရဲပေါ့မှာဆင်းရဲပေါ့မှာကျော့ကြပါဈေးကုန်တည်းဆိုနောက်ဒူရေပို့မယ်စပေးမြုပ်သား ทุกขามุสันตุทุดูอาลุเชียร์ปองมาจิ้งหลอกยาวาเซ่งนาทีดูอาลุเชียร์ปองมาจิ้งหลอกยาวาเซ่งนาทีทุก လူခုနနခုကလူပြီးတော့အပေလေးပါတတ္တဝါကိုလွယ်သောဤတစ်ခုနဲ့ပေါင်းမယ်သဗ္ဗေဝိနိပါတိကာဆိုတာဝိနိပါတိကာဆိုတဲ့နေရာဒီနေရာကအပေလေးပါတတ္တဝါကိုဝိနိပါတိကာနဲ့သုံးလို့ရတယ်သူတို့အာဟုသောကံကြောင့်ပစ္စည်းတွေကြရောက်သောဘဝလို့အတိအပယ်ရောက်တယ်သဗ္ဗေဝိနိပါတိကာသဗ္ဗေ ဒုက္ခမုံဆန်းတို့သဗ္ဗေဝိနိပါတိကံဒုက္ခမုံဆန်းတို့သဗ္ဗေဝိနိပါတိကံဒုက္ခမုံဆန်းတို့သောသ လေးပါသတ္တဝါအားလုံးဟေးရဲ့အပေါင်းမှာကျင့်ကြကြပါစေကုန်တည်းအပယ်လေးပါသတ္တဝါအားလုံးဟေးရဲ့အပေါင်းမှာကျင့်ကြကြပါစေကုန်တည်းကျင့်ကြပါစေကုန်တည်းသို့ ာကဝိနိပါတိကနေနဲ့နောက်လူရဲ့နိုင်ရဲ့လို့မခွဲပဲနဲ့တတဝအားလုံးသိရှိအားလုံးကိုတောင်းလဲမတတ်ဘူးကရုဏာပွားနည်းရှိတယ်သဗ္ဗေတတ္တာဒုက္ခမုတ်ဆန်းတို့ဆိုရတာကတတဝမရွေးတော့ဘူးတဘုံတဲနဲ့တခါတည်းပေါ့မလို့ကရုဏာပွားနည်းသောသဗ္ဗေသတ္တာဒုက္ခမုတ်ဆန်းတုသဗ္ဗေသတ္တာ dukkha mô sáng trụ ta ta bị ta đá dukkha mô sáng trụ 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 ta bị ta đá dukkha ဘုရားပေါ့နော်ကျင်းလိုက်ကြပါစေကုန်သည်ဟုအဲ့ဒါကရုဏာပွားနေနော်မုဒိတာပွားနေပြောမယ်မုဒိတာဆိုတာဝမ်းမြောက်ခြင်းမုဒိတာကဘယ်လိုပွားရမလို့ပွား မုဒိတာသဗ္ဗေဒေဝာမနုသဗ္ဗေဟောအဝေဃဟွန်တုအပြာပစ္စာဟွန်တုအနိဃဟွန်တုယထာလတ္တသမ္ပတိတောမဝိကေသံတုယထာလတ္တသမ္ပတိတောရရှိနေသောစည်းစိမ်မှရာထူးမှချမ်းသာမှအကုန်လုံးရတယ်ယထာလတ္တသမ္ပတိတောရပြီးတော့စည်းစိမ်ချမ်းသာမှမဝိကေသံတိမဆုံးယုတ်ကြပါစေကုန်တည်း ဒါကအတန်းဆက်ဆိုတဲ့မတက်ကရုဟိုတို့ကမုဒိတာဘွားနေပင်ကိုစိတ်ချဲကိုကသူ့မှာရရှိနေတော့သိစေဂုံသိဘာမှမစိုးရပါလေနဲ့လို့ခုစီတဲ့ကစေရနာသိပြီးရောပဲသို့တော့တကယ်ပြီးစားဘွားခြင်းသေးတပါဆိုလို့ရှိရင်ယထာလာလာသမတိတော်နဲ့ဘွားရတယ်ဆိုသဗ္ဗေတ္တာသတ္တဝါလို့ခြုံတာနော် ยะถาลาดาสัมปัตติโตยะถาลาดาสัมปัตติโตยะปิโรสีติฉันตังมะมาวิเสสันตุมาสุยุจาบาเจกงเนติสัพเพตัตตาตัตวะอาลุโลติตัตวะอาลุโลติยะถาลาดาสัมปัตติโต ပြီးတော့စည်းစိမ်ချမ်းသာမှတ်ရပြီးတော့စည်းစိမ်ချမ်းသာမှတ်မာဝိကေသံတုမာဝိကေသံတုမဆုံးရကြဘာစီကုန်းတည်းဒီဆိုကြမယ်ယထာလတသမ္ပတိတော်ရပြီးတော့မာဝိကေသံတုဆုံးရကြဘာစီကုန်းတည်းဒီဆက်ဆိုပြောမယ်သဗ္ဗေတ္တံ တတောအလုံးလို့သည်ယထာလဒသံပတ္တိတောရပြီးတော့စည်းစိမ်ချမ်းသာမှမာဝိကေသံတုမဆုံးရကြပါစေကုန်သည်သို့ လွယ်စုံနည်းရှိသေးတယ်။ယတ္ထလတ္တသံပတ္တိတော်မဟုတ်ကဲ့စံဒီတပေါင်းနဲ့ဆိုရပြီးတော့စီရင်ချမ်းသာကြည်မြဲပါလေ။အဲဒီပဲအတူတူပဲနော်။ကြိုင်တစ်မျိုးဆိုမယ်။သတ္တဝါအားလုံးရပြီးတော့စီရင်ချမ်းသာကြည်မြဲကြပါစေကုန်တည်းအဲဒီပဲအတူတူပဲနော်။သတ္တဝါအားလုံးတို့သည် ရပြီးတော့စီးရင်ချမ်းသာကိုအင်းမြတ်ကြပါစေကုန်တည်းအဲ့ဒါကရုဏာရဲ့နောက်ကနေပေါ်လာတဲ့မုဒိတာပြမလို့တရားပဲမုဒိတာပဲလို့ပွားရတယ်ဒီလိုပွားရသိရင်နော်မုဒိတာပြီးတော့ဘာလာလဲပြမလို့တရားလေးပါလေဥပ္ပခာလေဥပ္ပခာပြောမယ်ဥပ္ပခာဆိုတာဘာကိုဆိုရလဲဥပ္ပခာရဲ့သဘောက ဒီနေရာမှာအယတ်သုံးစရာဥပ္ပခါကတမျိုးဖြစ်နေတယ်။ဇမဝရလာတဲ့ဥပ္ပခါရဲ့သဘောကစိတ်မွေ့ဥပ္ပခါဆိုတာလက်လျူရှုခြင်းလို့မြန်မာလိုပြန်တယ်။ဥပ္ပခါလက်လျူရှုလက်လျူရှုရဲ့ဆိုတဲ့စကားကကိမဇောတရားရဲ့အသေးပဲ ကိုဖွင့်ပြတဲ့အနဲ့မဟုတ်ပါဘူး။ပြမဇိုတရားရဲ့ဥပ္ပခါကကာမတက္ကာ။ဟုတ်လား။သဗ္ဗေခတ်တဲ့ကုံတော်တတ္တာသတ္တဝါတို့သည်ကာမတက္ကာကံလာလင်ကိုယ်ပိုင်ဥစ္စာရှိကြကုန်၏ခေါ်ကအဝေရာဟွန်တုအပြာပစ္စာဟွန်တုအနေခာဟွန်တုဒုက္ခိယတာနံပရိသရန်တုဒုက္ခမုတ်ဆန်းတုကကရုဏာယတလာလသံပတိတော်မဟုတ်ကေဆန်းတုကမုဒိတာ ဥပ္ပခါကတော့ကာမတကာသဗ္ဗေတ္တာကာမတကာပါဠိလိုပို့တော့သဗ္ဗေခတ်သိငုံတော့ထိုကြလားသဗ္ဗေသတ္တဝါတို့သည်ကာမတကာကံလာခြင်းကာမတိဘောဂဥစ္စာရှိကြကုန်၏ဘောဂဥစ္စာ ံမတကာသံဃာဖြင့်ကိုယ်ပိုင်ဥစ္စာကိကြောက်ကိုဤသဗ္ဗေတ္တာသတ္တဝါအလုံးတို့သည်ကံမတကာသံဃာဖြင့်ကိုယ်ပိုင်ဥစ္စာကိကြောက်ကိုဤအဲဗမာလူတက်တဲ့ပြားပြန်တော့သတ္တဝါအလုံးတို့သည် ကံလာလေကိုယ်ပဲဥစ္စာရှိကြကုန်၏သတ္တဝါအားလုံးတို့သည်ကံလာခြင်းကိုယ်ပဲဥစ္စာရှိကြကုန်၏အဲ့ဒါဥပ္ပခာဘင်းမဆိုးပွားနေသတ္တဝါတွေသူကံနဲ့သူဖြစ်ကြလာသူတို့လှုပ်ထားတဲ့ကံဟာသူတို့ကိုယ်ပဲဥစ္စာပဲလို့အဲ့ဒီလိုအမြင်မှန်ကိုကြည့်ရအမြင်မှန်ကိုကြည့်ကြရမယ် အမြင်မှန်ကိုမြင်အောင်ကြည့်ရမယ်အမြင်မှန်မြင်အောင်ကြည့်လို့မြင်လာပြီဆိုရင်ကမ္မတက္ကဋဉာဏ်ရပြီလို့မှတ်ရမယ်တတ္တဝါတွေတတ္တဝါတွေကံကံလို့ဆိုတာတတ္တလောကကြီးတဲ့ရှင်လီနေကြတာဘာကြောင့်ခြားနာကြတယ်တို့ကံခြားနေတချို့ကနတ်ပြည်ရောက်နေကြတယ်နတ်သားနတ်သမီးဖြစ်နေကြတယ်တချို့ကဗြဟ္မာဘုံရောက်တယ်ဗြဟ္မာဖြစ်နေကြတယ် တချို့ကလူပုံလူဖြစ်နေကြတယ်တချို့ကလူတဲ့ရုံညာလို့နွားကြီးဖြစ်တွဲကြီးဖြစ်အဲရှင်တွေမြင်းကြီးဖြစ်နဂါးကြီးဖြစ်ကလုံးကြီးဖြစ်ရေထဲကငါးကြီးဖြစ်ရေထဲကပိုးရွာချပုံးကြီးဖြစ်အမျိုးမျိုးဖြစ်ကြတတ္တဝါအနေအားဖြင့်အတူတူပါပဲအတူတူပဲဖြစ်ဘာကြီးချလဲဆိုကိုယ်ခန္ဓာကြီးဖြစ်ရာဘဝကြီးချနေကြတာအဲ့ဒါကြီးဘာလဲဆိုကာမတကာသူတို့ပြုတဲ့ကံအတိုင်းဖြစ်ကြတယ် သူတို့ပြုတဲ့ကံတရားကဒီတိုင်းလာတာသူတို့ပြုတဲ့ကံတရားကဒီလိုလာတော့ကြောင့်ဒီပုံစံဖြစ်ရတာတဲ့ဘသူကမှဖန်ဆင်းပေးတာမဟုတ်ဘူးတတ်တော်ကြီးဆင်းရတာလဲသူတို့ကံပဲချမ်းသာတာလဲသူတို့ကံပဲညက်တာလဲသူတို့ကံပဲယုတ်တာလဲသူတို့ကံပဲအဲ့ဒီကံရဲ့သဘာဝအမှန်ကိုချင်းအောင်မြင်အောင်ကြည့်တတ်တော့ဉာဏ်ဒီ ကမ္မသက္ကတညာခေါ်တယ်။တနည်းအားဖြင့်ယထာဘူတကြကြဤတသောညာလီကမ္မသက္ကတညာပဲတဲ့။အဲဒီကမ္မသက္ကတညာနဲ့ရှုကြည့်တော့ဤဒီဥပ္ပခာဒီမှာဒီမဇိုတရားပွားများခြင်းဖြစ်တယ်။ဥပ္ပခာဒီမဇိုတရားပွားများခြင်းဒါပဲ။အဲတော့မေတ္တာရဲ့ကရုဏာရဲ့မုဒိတာရဲ့ဥပ္ပခာရဲ့ဒီမဇိုတရား၄ပါးရှိတယ်။ ဒီမစိုးတရား၄ပါးထဲမှာဥပ္ပခါပဲလို့ပြောရမှာလဲလို့မုန်းကြီးမေးကြတယ်ဥပ္ပခါပွားနေကသတ္တဝါတွေသူတို့ခံအတိုင်းပဲဖြစ်ကြတယ်သူတို့ခံအတိုင်းဖြစ်ကြတယ်ဒါပဲပြောရမှာတိမင်ကြီးကဘိုးလို့မရဘူးသူတို့ခံနေဖြစ်ကြတယ်ဆိုတာမှဒီရဒေါသလည်းပေါ့မာနလည်းပေါ့ဝမ်းမြောက်ခြင်းလည်းပေါ့သနာခြင်းလည်းပေါ့တနည်းအားဖြင့်သနာခြင်းပါတယ်သနာစိတ်နဲ့ကျွတ်လိုက်တဲ့အခါကျတော့သူခံတိုင်းဖြစ်ကြကြတာကရုဏာတော့ပါတယ် ကရုဏာကစိတ်နေမွေ့မွေ့လေးပါတယ်အဲ့ဒါဥပ္ပခာပင်မစိုးတရားပွားနေပဲဥပ္ပခာကဒါကြောင့်ဥပ္ပခာကိုအရာသုံးစကားဥပ္ပခာနဲ့ခြားတယ်အရာသုံးစကားကဒီလောက်မိုက်တဲ့ကောင်ဘာမှကိစ္စမနေနဲ့ဥပ္ပခာကရှုထားလိုက်ဥပ္ပခာကရှုထားလိုက်ပြောကြကြတယ်ဥပ္ပခာကရှုထားလိုက်လောက်ပြောမကောင်းတဲ့လူမိုက်တဲ့လူဥပ္ပခာကရှုထားလိုက်ဆိုတော့ယင်ဒီကောင်သေးသေးရှင်းရှင်းဘာမှကိစ္စမနေနဲ့ ်လောက်မိုက်တဲ့ကောင်သေးတာပဲကောင်းတယ်ဆိုတော့ချိန်သေးတာလည်းအတူတူပဲဖြစ်တယ်။အဲ့ဒီဥပ္ပခါကဥပ္ပခါမဟုတ်ပါဘူး။ချိန်သေးတာမိုက်တဲ့ကောင်ဟာဘောမကောင်းမိုက်တယ်လို့ပဲအပြစ်ဒဏ်ခံရတာကောင်းတယ်။ဘာဖြစ်နေနေဆိုတဲ့သဘောမျိုးဖြစ်တယ်။အဲ့ဒါဥပ္ပခါမဟုတ်ဘူး။ဥပ္ပခါဒီမဆိုမဟုတ်ဘူး။ဥပ္ပခါဒီမဆိုကသတ္တဝါတွေကံတရားတိုင်သံသရာတွေရှင်းနေကြတယ်။ကံတရားကမိုက်တော့ မိုက်မဲ့ကံကံပြုလို့ဆင်းရကြတယ်ကံတရားကောင်းမှုပြုလို့ချမ်းသာကြတယ်အဲ့ဒီအမြင်မှန်ကိုမြောင်ကြည့်တတ်သောကမ္မသက္ကတဉာဏ်ကိုသိသာ၍တတ္တဝါ၏အိချူသုံးသပ်ခြင်းသည်ဥပ္ပခာပြိမဇိုတရားပွားများခြင်းဖြစ်တယ်နော်ဒါကြောင့်မို့ဇံပိယအောင်အတုတော်ခါပြိမဇိုတရား၄ပါးကရတယ်မေတ္တာတရားပွားများလို့အမြဲတမ်းပွားနေတဲ့သူဟာသတုဒ္ဓဇံကြောင့်ရတယ် ကရုဏာပွားလို့ရှိတဲ့သရုတ်တဆောင်ကြည့်အောင်ရတယ်။မုဒိတာဗိမောဟာရပွားလဲသရုတ်တဆောင်ကြည့်အောင်ရတယ်။ဥပက္ခာဗိမဇိုတရားပွားတဲ့အခါကျတော့ပင်စမဇံကြည့်အောင်ရတယ်။ဗိမဇိုတရား၄ပါးကမေတ္တာကရုဏာမုဒိတာဒီ၃ပါးပွားတော့သရုတ်တဆောင်ရလို့သရုတ်တဆောင်နဲ့မြေရှုမောပြံမပြန့်နိုင်ဘူး။ဥပက္ခာပွားလို့ပင်စမဇံရမှ မြေရှုမောပြံပြန့်နိုင်တယ်။ဒါကအိဗယ်ပြောရင်နော်။ ကာယင်ဓမ္မစွာတရား၄ပါးပြီးသွားပြီဓမ္မစွာတရား၄ပါးပြီးတော့မေတ္တာရဲ့အကျိုးအနိသင်ပြောတော့မယ်မေတ္တာအကျိုး၁၁မျိုးကျမ်းလာမေတ္တာအကျိုး၁၁မျိုးရှိတယ်တဲ့မေတ္တာအကျိုး၁၁မျိုးကဘာတွေလဲဆိုတော့အကြံမြင့်လျှောက်ပြောမယ်ဒီနည်းအားဖြင့်အလွယ်ဆုံးကြီးပြောတော့ပြောတော့မယ်အဲ့ရကရောတော့ကချမ်းသာတယ် အိတ်တော့ကချမ်းပြေစွာအိပ်ရတယ်အိပ်မဲ့ကကောင်းသောအိပ်မဲ့ကိုမတ်တယ်လူများကချက်ခင်တယ်နတ်များကချက်ခင်တယ်တဲ့မင်းမလောင်ဘူးရေမမျောဘူးတဲ့အစိတ်ကိုစားမိအောင်တော့ဒီနေ့အစိတ်ကိုကျွေးအောင်တော့ကိုယ်မှာအစိတ်မသိဘူးတဲ့ဒီနေ့အပြင်အစိတ်ကအာဟန်ချတယ်ရန်ကြီးမျိုး၅ပါးတော့ကိုယ့်ရဲ့နှောက်ရက်တယ်မေတ္တာတကယ်ပွားနေလို့သူကတတ်လို့မရဘူး သေးတော့တဲ့သေးတာနည်းမှမတွေးမဝေးသေးရတဲ့မတွေးမဝေးသေးရတော့ကြောင့်ကောင်းရဘွားရောက်မယ်တကယ်၍မေတ္တာနဲ့မြင့်မြတ်သောအခြားသောဇာန်ပင်ရှင်ကိုမရလို့လောကမှာဆွမြောက်ကြောင်းသောတာပတ္တိမဲ့စသည်မရခဲ့တော်လဲပဲဒီမဲ့သွားတရားပွားများလို့ဇာန်ပင်ရှင်ဖြစ်နေအောင်ခြိတော်သူကြီးဗိမာကုံတို့လာနိုင်တယ်တဲ့ ရားတွေကသူမတောင်းမဲ့နဲ့သူ့ဘာသူရတာလေဖြစ်ရဘဝတိုင်းဖြစ်ရဘဝတိုင်းမေတ္တာပွားများနေတော့သူဟာမေတ္တာတရားပွားများရင်သေတော်တော့သူဟာကောင်းရတော်ကြီးတဲ့ရောက်တယ်ရောက်ရဘဝတိုင်းလည်းအနှောက်အယှက်မရှိဘူးတန်တရာဘဝမပြောနဲ့ဒီဘဝတင်ထပါတော့မေတ္တာတရားနဲ့အမြဲနေတော့သူဟာဘာရန်သူမှမရှိဘူးပါနောက်ချက်မှမရှိဘူးကိုကကိုအလိုလိုအေးကြသွားတာကြီးနောက်ချက်မလို့မောင်းတင်နေတာလဲသူ့ဘာသူပြေးအေးသွားလိမ့်မယ် အဲ့ဒါမြတ်ပါကိုယ့်ဘက်ကလာမေတ္တာစိတ်တကယ်လားခိုင်ပါစေဘာရန်သူမှမရှိတာမှန်မယ်မေတ္တာမင်းမလောင်ဘူးဥပမာပြောမယ်ခေါင်းကြီးဟာတိုးကြီးတဲ့နေတယ်တောင်ပြန်ကြီးပေါ်ကတိုးကြီးတဲ့ခေါင်းကြီးကြောင်းလေးနေတယ်ခေါင်းကြီးအခုနေရာခြေခါစကခေါင်းကြီးကြောင်းဟာခေါ်ကားများဆောက်ပြီးတဲ့ကြောင်းလေးမြေမိုးမြေထရန်ကကြောင်းတင်ကောင်းလေးအဲ့ဒီကြောင်းတင်ကောင်းလေးနဲ့6နှစ်ကြာနေခဲ့တယ် လူရည်ကြီးကဘုန်းကြီးကဒေဝဝင်ဒေဝတဲ့တောရည်ကြီးတရားဟောထက်သွားတယ်။ကျောင်းလေးပဲတော့ကတော့ချူချာလေးနဲ့ပိတ်ထားခဲ့တယ်။တောကြီးတဲ့နေတော့လူရည်ကြီးကတောမီးတွေကလောင်းလိုက်တာလေးပဲလေးတာအဟုန်ပြင်းစွာနဲ့လောင်တော့ဘုန်းကြီးရဲ့တောမီးတွေတဲ့တစ်ခါတစ်ခါဖြတ်တန်းသွားရတယ်။တောမီးတွေမြင်တဲ့အခါတတိယတယ်။ငါကျောင်းလေးနောက်လည်းတောမီးတွေလောင်တော့ငါကျောင်းလေးတဲ့တောမီးများပါသွားတော့မှလေလားလို့တစ်ခါတစ်ခါတွေးတောင်းနေတယ်။ ဘုန်းကြီးပြန်ရောက်လာတဲ့အခါဘုန်းကြီးကြောင့်လည်းဘာမှမဖြစ်ငုံငုံကလေးရှိနေတာအဲဒီဘယ်လိုပါဝင်ရမှာလဲတော်ကြီးတွေကိုမိတွေလောင်ထားပြီငါကြောင့်ဘယ်လိုမိခွင်းလာလိမ့်မယ်လို့ကျောင်းပြင်ဘက်ကပရိဝုံရှိတယ်ဘုန်းကြီးကျောင်းကကျောတော့ကျဲတယ်တောင်းဝင်းကကျောပဲတပ်ပင်နေပဲဘုန်းကြီးကျောင်းကတပ်ပင်နေမခုတ်အောင်တပ်ပင်ကသူ့တိုင်းရှိရတယ်ဘုန်းကြီးကကျောတဲ့နေခြင်းလို့မခုတ်ရဘူးတကိုင်းတော့မချမ်းရဘူးအဲဒီတော့တော်ရမှာနေတယ်ကျောင်းရဲ့ ကျောင်းကအပြင်ကပရိဝေါခြံကာတာအကျွဲကျောင်းအနိခုံးကြီးကျောင်းအနိမှာလဲခေါ်တခါမြန်ကတက်တုံးနေနဲ့ဝိညာဉ်ခပ်ပြထားတယ်ဒါကဝဝဝန်တို့ကြားတို့ညာကြံကအနောက်ရှက်မရှိပါသေးနဲ့လို့ခုံးကြီးတကြီးကြကားမြန်ကတက်တုံးနေခတ်ကြတယ်နောက်တော့တက်တုံးနေကနှက်ကြတော့ဆွေးလာတော့အဲ့ဒီနေရာတက်ခက်တည်နဲ့ညံထားတယ်တက်ပင်တွေလည်းပေါက်နေကြတယ် အဲ့ဒီကြောင့်အတွင်ပရိဝုံနံမရောက်ရသေးဘူးအပြင်ကခြံစည်းရုံမိတွေဆိုက်လာပြီဆိုလို့ရှိရင်ဘုန်းကြီးကျောင်းရဲ့မလောင်ဘူးခြံစည်းရုံလည်းမလောင်ဘူးခြံစည်းရုံအနီးရောက်လာပြီဆိုလို့ရှိရင်မိတွေအလိုလိုညှိ့သွားကြတယ်တောင်ဘက်ကလာတဲ့လင်မီးကလည်းညှိ့သွားတယ်နောက်ဘက်ကလာတဲ့မိကလည်းညှိ့သွားတယ်မြောက်ဘက်ကလာတဲ့မိကလည်းညှိ့သွားတယ်တခါတည်းအရှိတ်ဘက်ကလာတဲ့မိလည်းရှိတတ်တယ်ဆိုတော့အရှိတ်ဘက်ကတော့လာခဲ့တယ်ဘာရောက်လဲဆိုတော့ ဘုန်းကြီးကျောင်းရဲ့ရှစ်ဘက်ကကာလမကြီးရှိတယ်ကာလမကြီးကပြီးတော့ဒီကိုရတဲ့ကျောင်းလေးခြားသေးတယ်အဲ့ဒီဘယ်ဘက်ကလာလာဘုန်းကြီးကျောင်းပရိဝေရောက်လို့ရှိရင်မိကသူ့တို့ညီပါလာဘယ်တော့မှလောင်ဘူးအာဩလို့မဆုံးဘူးတကယ်ဆိုလို့ရှိရင်သဘောအားဖြင့်တောကလည်းတစ်ဆက်ချက်ချုံရွယ်ပေါက်ပိတ်ပေါင်းတွေကလည်းတစ်ဆက်ချက်မြေချောက်တောကြီးတွေကလည်းတစ်ဆက်ချက် ပွေကြနေတဲ့တဲ့ရ6ဒီရှုပ်ပွေနေတာတွေကလည်းတစ်ဆက်ထဲပဲဒါတွေနဲ့အကုန်အဟုန်နဲ့လောင်းလာရမယ်မလောင်ဘူးမြေ6တော်ကြီးဘယ်လောက်ရှိနေလဲဘုန်းကြီးကျောင်းပရိဝေါနကြလို့ရှိရင်သူ့ဘာသူငြိမ့်သွားကြတယ်ဘဝင်းပြီးတော့သွားကြတယ်အဲ့ဒါဘာကြောင့်လဲသိကြလားဘုန်းကြီးမေတ္တာကမ္မထမ်းနဲ့နေတာနော်မေတ္တာကမ္မထမ်းနဲ့နေလို့ဘုန်းကြီးကတူနေတဲ့ဒကာကြီးတယောက်ကပြောဘူးတယ်ဒီတော့ဆရာတော်နဲ့ငလလောက် မင်းကြီးကကနေရတာဆရာတော်ကဒီပြီးတော့အံဟောတယ်အလုတ်တွေဘလောက်ရှုပ်နေနေစိတ်ရှုပ်တဲ့အမူအရာဘယ်တော့မှမရှိဘူးတဲ့သူကရှင်မွန်တယ်ဘုန်းကြီးကစိတ်ရှုပ်တဲ့အနေမထားဘူးဒေါသမရှိတော့သူစိတ်မရှုပ်ပါဘူးဘာကြည့်တော့စိတ်လည်းမရှုပ်ဘူးစိတ်လည်းမညစ်ဘူးဒေါသလည်းမထွက်ဘူးတရားကြီးဘုန်းကြီးဆက်ပြောတယ်ဘုန်းကြီးဒေါသစိတ်မရှိပဲနဲ့လို့ဒေါသစိတ်မရှိတော့သူကစိတ်ညစ်ခြင်းစိတ်ရှုပ်ခြင်းဘာအကြောင်းပေါ်ကဘာမှမရှိဘူးသူ့အကြောင်းနဲ့သူမြင်မထားပြီးတာ အဲ့ဒါမေတ္တာစိတ်နဲ့ထားလို့ဒါကြောင့်မို့ဘုန်းကြီးရွတ်တော်ပရိတ်ဟာအခြားသောပုဂ္ဂိုလ်တို့ရွတ်တော်ပရိတ်ကထက်မြက်တယ်ဘုန်းကြီးပရိတ်ရွတ်လို့ရှိရင်တပည့်ကြီးပုဂ္ဂိုလ်တွေရွတ်တော်ပရိတ်နဲ့အတူတူပါပဲသို့တော့အာနိသင်ကြတော့မတူဘူးဘုန်းကြီးဒီအိမ်မှာပရိတ်ရွတ်တယ်ဆိုရင်အဲ့ဒီဘုန်းကြီးရွတ်ထားတဲ့အိမ်ဟာမီးမလောင်တော့ဘူးဒီဟာချုံရွတ်တယ်ဆိုဒီဟာဒီဟာလုံးမီးမလောင်ပါဘူးအဲဒီရောက်ွက်ချုံရွတ်တော့ဒီရောက်ွက်ဒီရောက်ွက်ဘယ်တော့မှမီးမလောင်တော့ဘူး အဲ့ဒါတကယ်ပဲလက်တွေ့မယုံရင်စမ်းကြည့်ဘုန်းကြီးရောက်ထားတဲ့နေရာမိတွေလောင်ရဲလို့ဘယ်တော့မှရှိဘူးဒါကြောင့်မို့အဲ့ဒါဘာကြောင့်လဲဆိုတော့မေတ္တာကရုဏာစိတ်ကရှင်းပြီးတော့ထင်မြင်နေရောကြောင့်ဖြစ်တယ်မေတ္တာကရုဏာရဲ့အချင်းကဘလောက်ကြီးမားတယ်လဲဆိုတာအဲ့ဒါသာကြည့်တော့ဘုန်းကြီးကိုကြားမကြက်ဘူးတော်တယ်မှာကြားရရင်ပေါ်တယ်ပဲကြားရမှာမကြက်ဘူးကြားမကြက်ဘူးဝုန်းဝုန်းစကြီးမွေဘာမှမနှောက်ရှက်ဘူး ဘုန်းကြီးမှာအဲတရားမတော်ဘူးတရားတော်တဲ့တရားဟောနေတာကိုဘုန်းကြီးသွားကြည့်တယ်အမျိုးမျိုးပြောမှုရအဲတရားတွေတုတ်လို့တရားကောင်တွေစိတ်ဆိုးနေတာတရားဝင်ကြီးတွေဖုတ်လို့တရားကောင်တွေအပေါ်ကနေပြီးတော့ထောင်တောင်းမှုရှုပ်ရှက်ခနေတဲ့အောင်ဘုန်းကြီးသွားတယ်ဘုန်းကြီးကတရားတော်ကောင်မှမတော်ဘူး